်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်လောက်အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့ဒေသခံအမျိုးသားတယောက်ကိုနိုဝင်ဘာလ19ရက်နေ့ကမော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တယ်လို့ဒေသခံနေစီကနေသိရပါဗျ။ နိုဗမာလာ၄ရက်နေ့ကကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့အသက်65နှစ်အရွယ်ဦးကျော်မြုပ်ကိုချောင်းစုံမြို့မှာရဲစခန်းကပါတီစုံဒီမိုကရေစီအထွတ်ထွေရေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာခြင်းဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26ကကြီမြင်းဆောင်24ကကြီအရာအမှုဖွင့်ပြီးတော့တရားစွဲဆိုခဲ့ပါတယ်။ဒါကြောင့်မော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တာပါ။ ဥကြောင်မြင့်ကိုကိုစလေလောက်အမည်စင်းဆုတ်ဖြဲမှုရုံးကိုခဲနဲ့ပေါမှုစအစရှိတဲ့ပုံမှန်သုံးခုလောက်နဲ့တရားစွဲပြီးနှစ်ရှည်ထောင်နဲ့ချမှတ်လိုက်တယ်လို့ချောင်းဆောင်ရဲစခန်းနဲ့နှိဆက်သူတယောက်ကပြောပါရယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြက်ပြားအောင် လုပ်လို့ဆိုပြီးဖန်စီအရေးယူခံရတဲ့သူပေါင်းတရားနိဗအထိရှိနေပြီလို့စစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါရယ်ရှင် အာဆီယံလမ်းကြောင်းထက်ပိုပြီးတော့ထီရောက်မဲ့မဟာဗျူဟာတင့်တဲ့မြမအရေးကိုချင်းကပ်ဖို့အမေရိကန်လွှတ်တော်မြမအရေးကြားနာပွဲတက်ရောက်သူအားလုံးကသဘောတူခဲ့ကြပါတယ်ဒီသတင်းကိုတူတာချန်တာပြပို့ထားတာပါရှင် The current situation in Burma including the upcoming sham elections ထပ်ပေါင်းမရှိတဲ့မဟာဗျူဟာမြန်မာနိုင်ငံရဲ့အဆုံးမရှိတဲ့အကြက်တဲနဲ့အမေရိကန်ရဲ့ကန့်သက်ထားတဲ့ရွေးချယ်ခွင့်များကြားနာပွဲကိုဒေသစံတော်ဒီနိုဘမာ၁၉ရက်နေ့ကအမေရိကန်လွှတ်တော်ကွန်ဂရက်စ်မှာပြုလုပ်ခဲ့တာပါမြန်မာပြည်နဲ့ပတ်သက်ပြီးခိုင်မာတဲ့အကြက်လန်နဲ့နီလန်တွေရနိုင်မဲ့ကျွမ်းကျင်ပညာရှင်တွေရဲ့သက်သေကန်ထွက်ဆိုချက်တွေကိုလွှတ်တော်အမတ်တွေနဲ့တာဝန်ရှိသူတွေကရယူကြားနာတဲ့ပွဲဖြစ်ပါတယ် ကျန်းနာပွဲမှာအဓိကအကြဆုံးအချက်ဖြစ်တွေ့ရတာကအမေရိကန်နိုင်ငံကမြန်မာအရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချဉ်းကပ်တာထက် ဖို့ကြည့်ရမယ့်ကိုပိုင်မူဝါဒမဟာပြောအသင်းနဲ့ပြောင်းလဲခြင်းကပ်ဖို့ကျမ်းသာပေါ်မှာပါဝင်သူအလုံးကသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။အခုကျမ်းသာပွဲဟာဆရာနာသိန်းလေးနှစ်ကျော်ကာလအတွင်းမြန်မာပြည်နဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်မှပြုလုပ်ခဲ့တဲ့ပွဲတွေထဲမှာအကြီးဆုံးပွဲဖြစ်ပြီးတော်လှန်ရေးအတွက်ရလဒ်ကောင်းတွေရှိလာမယ်လို့အမေရိကန်ခြေစိုက်မြန်မာပြည်ဆောင်ရွက်သူတယောက်ကမှတ်ချက်ပေးပါတယ်။ Five point consensus နောက်ကိုလိုက်နေတာ။အဲ့ဒါကမထီရောက်ဘူး။သိမ်းသုံးမှုဝင် သူတို့ policy ပြောင်းရမယ်ဆိုပြီးတော့အကုန်လုံးသဘောတူကြ5 point consensus ကိုပို့ပြီးတော့ American policy တတ်တတ်ဖြစ်တဲ့ ASEAN နောက်ကြီးပဲလိုက်နေလို့ရှိရင်ငါတင်ပြေတော့မယ်ဘာမှမဖြစ်သေးဘူးဆိုပြီးတော့မြန်မာပြည်နဲ့ဆိုင်တဲ့ policy ကိုသူတို့ပြောင်းပါပေါ့ဗျာနံပါတ်2ကအတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်သင့်တယ်ဆိုပြီးတော့လက်မခံသင့်ဘူးဆိုပြီးတော့အဲ့ဒါလေအကုန်လုံးပဲ Republican နဲ့ Democrat ကသက်သေတင်ပြတဲ့လူတွေရောမိကွန်းထုတ်တဲ့လူတွေရောအကုန်လုံးကသဘောတူတယ်နံပါတ်3က ကြားဖြတ်ဤကိစ္စပေါ့နော် online ငွေကြေးလိမ်လည်မှုကိစ္စက American အတွက်သူတို့တိုက်ပြီးလုံခြုံရေးအထိပါထိခိုက်တိုင်းတယ်သူတို့နေနေရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့တာအဓိက၃ချက်ပေါ့ အမေရိကန်ရဲ့မြန်မာအရေးပေါ်ချင်းကပ်ဖို့မဟာဗျူဟာအစ်မပါဝင်တဲ့အချက်လေးချက်ကတော့စစ်ကောင်စီရန်ရားလက်ပတ်မှုမှာအရေးပါတဲ့အထောက်ပံ့တွေကိုဖျက်တောက်ရေးမဟာဗျူဟာပေါ်ဆောင်မှုအတွက်ကောင်းဆောင်တယောက်ခန့်အပ်ရေးမြန်မာဒီမိုကရေစီအားစုတွေအားကောင်းလာအောင်ထောက်ပံ့ရေးအမေရိကန်နိုင်ငံလုံးရုံရေးကိုချိန်ချောက်လာတဲ့အချက်တွေကိုရင်ဆိုင်ဖြေရှင်းရေးစတဲ့အချက်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့အပါအဝင်အရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေရဲ့နောက်ကွယ်မှာဝှက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးအမေရိကန်နိုင်ငံကဆောင်ရွက်လာမဲ့လုပ်ငန်းတွေအောင်မြင်မှုရှိမရှိကိုတော့စောင့်ကြည့်သွားမှာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ် American အနေနဲ့ကမ္ဘာမှာ balance ဖြစ်အောင်ပေါ့လေအထူးသဖြင့်တရုတ်နဲ့ပတ်သက်ပြီးတော့မှ Southeast Asia တို့လိုဒီ Indo-Pacific ဒေသတွေလိုမှာပေါ့သူတို့ရဲ့လွှမ်းမိုးမှုကတရုတ်ရဲ့အနောက်မှာခြံခဲ့တာမျိုးမဟုတ် ုံတဲ့ power balance တွေဖြစ်အောင်လှုပ်ဆောင်လာတဲ့အရေးအကြောင်းမျိုးတွေလည်းကျွန်တော်တို့တွေမှန်းလို့ရပါတယ်ရှင်ပတ်သက်မှုအတိုင်းအတာတွေတိုးမြင့်ပြီးတော့ဆောင်ရွက်လာတာတွေကိုတွေ့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီရပိုင်းတွေမှာတောက်လျှောက်ဆိုးတယ်လို့ပမာအရေးတွေကအရှိကိုရောက်လာတယ်ခုလိုအရေးကြီးရဲ့ဈာနာပွဲတွေလုပ်တယ်လို့ဒီလိုဈာနာပွဲတွေဆိုတာကဆက်ပြီးတော့မှဥပဒေပြုမှုတွေထိသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့အရေးကြီးရဲ့ကိစ္စတွေကို American နိုင်ငံ င်းဝင်နဲ့ဆောင်ရွက်လာတယ်လို့ကျမတို့သုံးသပ်လို့ရပါတယ်ရှင်။စစ်ကောင်စီကရာဇဝမှုတွေကျူးလွန်ထားတာကြောင့်ကျောင်းနိုင်ငံလိုမျိုးစစ်ကောင်စီနဲ့ဆက်သွယ်ပူးပေါင်းဆောင်ရွက်တဲ့နေလန်ကိုတုံးမှုအမေရိကန်နိုင်ငံအတွက်မဖြစ်နိုင်ကြောင်းကြားနာပွဲမှာဆွေးနွေးခဲ့တာကိုလည်းတွေ့ရပါတယ်။အမေရိကန်ဆိုရကအွန်လိုင်းငွေလင်လုပ်ငန်းကြာဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာလ2ရက်နေ့မှာကြေညာထားတာပါ။ ရပိုင်းတွင်မှာပဲလွတ်တော်မှာကြာနာဝယ်ပြုလုပ်ပြီးမြန်မာအရေးကိုကြည့်ရောက်တဲ့မူဝါဒရေးရာညီလန်းတွင်လည်းချင်းကပ်ဖို့အမေရိကန်လွတ်တော်တာဝန်ရှိသူတွေကကြိုးစားလာတာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ Nigeria နိုင်ငံကခရီးယံဖျားเจ้าကိုတနတ်သမားတွေကတိုက်ခိုက်တာကြောင့်လူနှစ်ဦးထပ်မနေသေဆုံးပြီးတရုတ်ဆရာနဲ့ဝိပုသူတို့ချို့ပြန်ပြီးဆွဲခံရတယ်လို့ရဲတွေနဲ့မျက်မြင်သက်တွေကနိုဝင်ဘာလ19ရက်နေ့မှာပြောပါရတယ်။ မင်္ဂလေး25ရောက်ဘောရာအကြောင်းကနေပြန်ပြီးဆွဲခံရပြီးရက်အနှဲငယ်အကြာမှာပဲအခုလိုထပ်ပြီးတော့ဖြစ်တာပါနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းကနိုင်ဂျီးရီးယားအလဲပိုင်းအရူခူမြို့မှာဖြစ်ခဲ့တဲ့တိုက်ခိုက်မှုဟာအစိုးရအပေါ်မှာဖိအားတွေပို့ပြီးတော့မြင့်တက်စေခဲ့ပါတယ်နိုင်ဂျီးရီးယားနိုင်ငံဟာအရှေ့မြောက်ပိုင်းမှာတော့အစ္စလာမစ်သဘုံထမှုအနောက်မြောက်ပိုင်းမှာအဓိကအားဖြင့်လက်နက်ကင်ဂိုင်းတွေရဲ့ပြန်ပြီးဆွဲမှုတွေနဲ့တပ်ဖြတ်မှုတွေ မွတ်စလင်နွားကြောင်းသားအများစုနဲ့အလဲပိုင်းဒေသကခရစ်ယာန်လယ်သမားတွေကြားမှာပြင်းထန်တဲ့ပဋိပက္ခတွေကိုရင်ဆိုင်နေရပါတယ်။နောက်ဆုံးတိုက်ခိုက်မှုဖြစ်တဲ့အင်ကာနေညနေ6နာရီလောက်မှာရဲတွေကတနက်ပစ်ခတ်မှုကိုတုံ့ပြန်ခဲ့ပါတယ်။လူတအူးဖျားเจ้าအတွင်းမှာပြစ်ဒတ်ခံရပြီးနောက်ထပ်တအူးကတော့အနီးနားကချုံပုတ်ထဲမှာတွေ့ရှိခဲ့တယ်လို့ဒေသခံခွဲရပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်ရှင်။ တက်ငယ်လိန်ကုံကူသူ Jeffrey Estein နဲ့ဆက်ဆက်တဲ့မှတ်တမ်းအားလုံးကိုဖွင့်ချဖို့အမိန့်ပေးတဲ့ဥပဒေကြမ်းကိုတမရဒေါ်နယ်ထရန့်ကနိုဝင်ဘာလ16ရက်နေ့မှာလက်မှတ်ရေးထိုးလိုက်ပါတယ်။အဲ့ဒီဥပဒေအရတရားရေးဌာနကစုံစမ်းစစ်ဆေးမှုကရရှိတဲ့အချက်အလက်တွေအားလုံးကိုရှာဖွေရနိုင်တဲ့ပုံစံနဲ့ရက်30အတွင်းမှာထုတ်ပြန်ပေးရမှာဖြစ်ပါတယ်။အစောပိုင်းမှာတော့ထရန့်ကစန့်ကျင်ခဲ့ပေမဲ့နင်နာသူတွေနဲ့သူ့ပါတီအတွင်း PR တွေကြောင့်သဘောထားပြောင်းကွက် သဘောထားပြောင်းလဲသွားခဲ့ပြီးလွတ်တော်နေရာစလုံးကလည်းအဲ့ဒီဥပဒေကိုကန့်ကွက်သူမရှိသလောက်အတည်ပြုပေးခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကထွက်ပေါ်ခဲ့တဲ့မှတ်တမ်းတွေမှာတော့ Trump မကောင်းကြောင်းသူတိထားပြီးဖြုတ်ချနိုင်တယ်လို့ Epstein ကပြောဆိုခဲ့တဲ့အချက်တွေပါဝင်နေပါတယ်။ဒါပေမဲ့အခုဥပဒေမှာဥပဒေရေးရာဆိုင်ရာပုဂ္ဂိုလ်ရေးရာဆိုင်ရာနဲ့တည်ဆဲစုံစမ်းရေးကိစ္စတွေကိုခြံလက်ထားနိုင်တယ်လို့ပြဋ္ဌာန်းထားတာကြောင့်မှတ်တမ်းအလုံးထွက်လာဖို့တော့မတိကြသေးပါဘူး။ ဒါကြောင့်စုံစမ်းစစ်ဆေးမှုတွေကိုအကြောင်းပြပြီးမှတ်တမ်းတွေကိုဆက်ပြီးတော့ထိန်းထားမှာစိုးရိမ်တယ်လို့ဥရေချန်းကိုဥဆောင်တင်သွင်းသူ Republican အမတ်ကိုရိုင်းကတုံသက်ပြောဆိုထားပါရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတိရှိခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။